မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ငွေဆက်ကူရိုက်ထုတ်နေတဲ့ဝါစီဆက်ယုံအပါအဝင်စစ်တပ်ဂိတ်စခန်းများကို short တိုက်ဒုံးများ drone များလက်နက်များနဲ့ပစ်ခတ်တိုက်ခတ်ရာဝါစီဆက်ယုံအတွင်းမှာရှိတဲ့လိုင်းကမ်းအဆောက်အုံများထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ26ရက်နေ့မနက်6:55မိနစ်ကစတင်ပြီးတော့ နိုင်ငံငွေတန်ဖိုးကြာစင်းစေမှုမှာအဓိကအခန်းကဏ္ဍပါဝင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီခိုင်းသမျှငွေဆက်ကူတွေကိုရိုက်နှိပ်ထုတ်ဝေပေးနေတယ်။စိုက်ဖြူမျိုးနဲ့အတွဲမှာရှိတဲ့ဝါစီဆက်ယုံလာနာဆနဲ့၎င်းဆက်ယုံအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်းများဖြစ်တဲ့စိုက်ဖြူမျိုးနဲ့ချောင်းမာကြီးကျေးရွာစခန်းပခုတ်ကူမျိုးနဲ့လဲချင်းကျေးရွာအနီးမှာရှိတဲ့ဇီးပင်ဂိတ်တောကောင်းဂိတ်ခြိုက်ကျေးရွာမှာရှိတဲ့စခန်း မြင်းစကောကျေးရွာမှာရှိတဲ့စခန်းတော်ကိုမကွေးတိုင်းဘက်ကဖားနဲ့ပူပေါင်းတပ်ဖွဲ့များက rocket များ drone များလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာမကွေးတိုင်းဘက်ကဖားရဲ့ drone လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့သိန်းငတ်နဲ့စိတ်ဖြူတော်လိုင်းတအုပ်ကထုတ်လုပ်တဲ့ short range missile စက်ခွနလုံးနဲ့ဝါစီစက်ရုံအတွင်းထဲကိုပစ်ခတ်တိုက်ခိုက်ရာစက်ရုံအတွင်းမှာရှိတဲ့ line gun အဆောင်များစက်ရုံ5000များကို73လုံးထိမှပေါက်ကွဲခဲ့ပြီးတော့ထိခိုက်မှုရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်သားများလည်းထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီစစ်ရုံပတ်ဝန်းကျင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိမ်းစခန်းများကို drone နဲ့ drop bomb 26လုံးနဲ့87မမ6လုံးတို့နဲ့ပစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း60မမလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်ရုံတွေတော်တော်များများထိခိုက်ပျက်စီးကုန်တယ်လို့တော့ကြားတယ်။စစ်ရုံအဝင်းဝိုင်းတွေကို73လုံးကျတာဘယ်အဆောင်တွေထိမှန်နေဆိုတာကတော့အတိအကျမသိရသေးဘူး။အခုလိုတိုက်ခိုက်ခံရလို့စစ်ရုံထဲမှာရှိတဲ့မိသားစုတွေနဲ့စစ်ရုံကအရာရှိတွေစကားတွေများကုန်ကြတယ်လို့လည်းကြားတယ်။ မနေ့ကအထိဝါစီဆက်ရုံရဲ့တောင်ဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပြီးတော့ပစ်တာတွေရှိတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်လက်နက်ကြီးတွေနဲ့နေရောညရောပစ်ခတ်နေတာမျိုးတွေရှိတယ်လို့တိတ်ငတ်နဲ့စိတ်ဖြူတော်လိုင်းရဲတပ်ဦး BHSRF အဖွဲ့က Cyrus ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမကွေးတိုင်းဘက်ကဖရဲ့လယုံ drone တပ်ဖွဲ့တစ်ခုဖြစ်တဲ့တိတ်ငတ်နဲ့စိတ်ဖြူတော်လိုင်းရဲတပ်ဦး BHSRF စိတ်ဖြူမြို့နယ်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ NSB ပခုတ်ကူခရိုင်အမှတ်၄တပ်ရင်းကတပ်ခွဲသုံးတဲ့ အခုတ်ကူခရိုင်အမှတ်ရှိတိုင်းရင်းကတခွဲတက်တို့ပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျာ။ ရှေ့ဆက်ပြီးတော့တိုက်ပွဲတွေကအချိန်ဟုန်မြင့်သွားဖို့ပဲရှိပါတယ်ကျွန်တော်တို့မှလည်းအကျွေးတွေနဲ့လုံးလေချားလေလိုက်နေရတာဆိုတော့ပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီထောက်ပံ့ပေးစီခြင်းပါတယ်လက်နက်တွေပစ္စည်းကောင်းတွေစုဆောင်းနေပါတယ်တိုက်ပွဲတစ်ခုပေါ်ဆောင်ပြီးလက်နက်ခဲယမ်းတွေကပြန်ဖြည့်ရတာတွေရှိပါတယ်ပြီးတော့နှီးပညာတွေပြန်မြင့်ရတာတွေလည်းရှိတော့ဘတ်ဂျက်မလုံလောက်မှုကတော်တော်များများတွေ့နေရလို့ပါလို့တိန့်အနက်စိတ်ဖြူတော်လိုင်းရေးတပ်ဦး BHSRF တပ်ဖွဲ့က Cyrus ကမြစ်တာရက်ခံပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မြေကြီးနားလေတပ်အတွင်းထဲကို KIA က short တိုက်ဒုံးများနဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ23ရက်နေ့ညနေ4နာရီကျော်အချိန်မှာကချင်ပြည်နယ်မြေကြီးနားမြို့မှာရှိတဲ့လေတပ်ဝင်းအတွင်းထဲကို KIA က short တိုက်ဒုံးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ short တိုက်ဒုံးဟာလေတပ်ဝင်းအတွင်းထဲမှာကြာရောက်ပောက်ကွဲခဲ့တော့လဲတစုံတရာထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ဟုတ်ပါတယ်မြေကြီးနားလေတပ်ထဲကိုမတို့တွေလက်နက်ချင်းနဲ့ပစ်တာပါလို့ KIA ရဲ့ရှေးတန်းသတင်းရေးမိကပြောကြားထားပါတယ်။မြေကြီးနားလေတပ်မှာ KIA ဥဆောင်တဲ့ လိုင်းတပ်များကမကြာခဏဆိုးသလိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်နေတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ဒီကနေ့မနက်6နာရီကစတင်ပြီးတော့ KIA ကဗမာမြို့မှာကြာရှိနေတဲ့စစ်ကောင်စီရဲ့တိုက်ရင်ဌာနချုပ်များကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကအပြင်းထန်ထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲဟာလည်းအလွန်ပဲပြင်းထန်နေတယ်လို့သိရပါတယ်။ဒီမနက်ဗမာမှာတိုက်ပွဲတွေရရဆက်ဆက်ပြင်းထန်နေပါတယ်။ ် KIA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေပါတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဗမော်အခြေစားတော်လိုင်းရဲ့သတင်းမြစ်တချို့ကတော့စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများကိုအကြီးအကျယ်လှုပ်ဆောင်နေပြီးတော့ drone များပါတိုက်ပွဲအတွင်းမှာအသုံးပြုနေကြောင်းပြောဆိုထားပါတယ်။စကားက27မှာတော့တိုက်ပွဲတွေဟာအပြင်းထန်ဆုံးဖြစ်ပွားနေတယ်လို့ပြောဆိုထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့ဗမော်မြို့နယ်မန်စီမြို့တို့ကိုအပိတ်တိုက်ခိုက်သိမ်းမှတ်ရန် KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီးတော့ဇန်နဝါရီလ10ရက်နေ့မှာမန်စီမြို့နယ်တစ်ခုလုံးကို KIA နဲ့ တပ်များကတိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဗမော်မြို့မှာတော့ဒီကနေ့အချိန်ထိကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့တန်ကြကတပ်ရင်းကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့တန်ကြကက၄စီကိုပါသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ24ရက်နေ့မနက်6:00နာရီကစတင်ပြီးတော့ဗမော်မြို့မှာကြန့်ရှိနေတဲ့စစ်ကောင်စီရဲ့တရင်ဌာနချုပ်များကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကအပြင်းထန်ထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲမှာလည်းအလွန်ပြင်းထန်နေတယ်လို့သိရပါတယ်။အခုမွန်လွဲပိုင်းမှာဗမော်မြို့မှာရှိတဲ့တန်ကြကတပ်ရင်းကိုသိမ်းပိုက်ရရှိသွားပြီလို့သိရပါတယ်။ဗမော်တန်ကြကတပ်ရင်းကိုသိမ်းပိုက်လိုက်ပါပြီ။ တန်ချက်ကတင်ကား၄စီးကိုလည်းတင်စီရရှိထားပါတယ်လို့ KIA ရဲ့စီရေးသတင်းရေးမြစ်ကပြောကြားထားပါတယ်။လက်တလုံးမှာစစ်ကောင်စီတပ်ကလေကြောင်းကတိုက်ခိုက်မှုများလက်နက်ကြီးနဲ့ပစ်ခတ်မှုများကိုအကြီးအကျယ်လုပ်ကင်နေပြီးတော့ drone များပါတိုက်ပွဲအတွင်းမှာအသုံးပြုပြီးတော့ခုခံနေတယ်လို့မြင်တွေ့နေရပါတယ်။စကခ27ထဲမှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ပွားနေတယ်လို့ပြောဆိုထားပါတယ်။ဘော်မော်မြို့နယ်တစ်ခုလုံးကိုအပိသက်တိမ့်ပတ်ရရှိနိုင်ရေးအတွက်ဆက်လက်ထိုးစစ်ဆင်တဲ့နေရာမှာအဓိကစက်ခန်းကြီးနှစ်ခုဖြစ်တဲ့စကခ27နဲ့ဘော်မော်ခရိုင်ရ50ခွန် 236 23တိုက်ရင်နဲ့366အမတတပ်များကြန့်ရှိနေသေးတယ်လို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့ဗမော်မျိုးနဲ့မန်စီမျိုးတို့ကိုအပိတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် KI ဥဆောင်တဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီးတော့ဇန်နဝါရီလ10ရက်နေ့မှာမန်စီမျိုးနယ်တစ်ခုလုံးကို KI နဲ့တော်လိုင်းတပ်များကသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဗမော်မျိုးမှာတော့ယခုအချိန်ထိကိုဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တနင်္သာရီမောထောင်လမ်းပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်သားအယောက်90ကျော်သေဆုံးပြီးတော်လိုင်းတပ်ဖွဲ့ဝင်3ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကစတင်ပြီးတော့ဒီကနေ့ဇန်နဝါရီလ24ရက်နေ့အထိအကြမ်းမဲ့စစ်တပ်ကအင်အားအလုံးရင်းနဲ့တနင်္သာရီမောထောင်လမ်းပိုင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်တင်းခွန်ချေးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေစေဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲကာလတလကျော်အတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားအယောက်90ကျော်သေဆုံးသွားပြီ တော့60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်း3ဦးကြာဆုံးထားပြီးတော့12ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါဗျ။ င်အားတွေထပ်ဖြည့်ပြီးတော့ထပ်တန့်နေလို့တိုက်ပွဲတွေကပြင်းထန်နေစေဖြစ်တာပါစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးတာတွေများပါတယ်ဒဏ်ရာရတဲ့သူတွေလည်းများတယ်ဒါပေမဲ့ပြန်မဆုတ်သေးဘူးအင်အားတွေကိုထပ်ဖြည့်ပြီးတော့ထပ်တက်လာနေတော့မယ်တိုက်ပွဲထဲမှာလည်းလက်နက်ခဲယမ်းတွေကိုတင်စီရမိတာတွေရှိပါတယ်လို့ဘိတ်ခရိုင်ပူပေါင်းစစ်ကြောင်းနှစ်ကတာဝန်ရှိသူတူကရှင်းပြထားပါတယ်တိုက်ပွဲများအတွင်မှာအကြမ်းဖက်စစ်သားများအုံပြုတဲ့တနက်လေးလက်လက်ပစ်ဘုံအင်အားကဘုံသည်ကြီးစံများနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုလည်းတင်စီရရှိထားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို KNL တက်မှာဟာလေး KNL တက်ရဲ့ဆက်တဲ့ကော်တူလေးတက်မှာတော့ ထိဆက်မဲ့အရွာစစ်ကြောင်းနဲ့ဗိတ်ခရိုင်ပူးပေါင်းစစ်ကြောင်းတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တနင်္လာရီမျိုးနဲ့မောတော်နေဆက်မျိုးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတို့ကြားမှာတိုက်ပွဲတွေပြင်းထန်လျက်ရှိပြီးတော့အဲ့ဒီတိုက်ပွဲကိုအထောက်အကူဖြစ်စေရန်အတွက်ဗိတ်တနင်္လာရီပြည်တော်စုလမ်းမကြီးပေါ်မှာတွာလာနေတဲ့ခရီးသွားပြည်သူများရဲ့ကားများကိုအတုံးချကစစ်ကောင်စီကစီရေးလှုပ်ရှားနေတယ်လို့သိရပါဗျ။ဒါကြောင့်ပြည်တော်စုလမ်းမကြီးပေါ်မှာတိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ပြီးပြည်သူများထိခိုက်မှုမရှိစေရန်အတွက်အဲ့ဒီလမ်းပိုင်းကိုယာယီ ီပိတ်ပင်လိုက်ပြီးတော့ခရီးသွားမိမပြည်သူများအနေနဲ့ပူပေါင်းပါဝင်ပေးကြပါရနဲ့ခရီးသွားလာခွင့်ပြုတဲ့အချိန်ကိုလည်းထပ်မံအတိပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်များကိုတပ်ပြစ်မယ်ဆိုပြီးတော့ကြွေးကြော်ထားတဲ့ပြူစောတိဝင်းကြော်ကိုပြစ်ခတ်တိုက်ခတ်ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့ညနေ4:00နာရီကမှပေါက်ခေါင်းမြို့နယ်ကျွဲပေါင်ပင်အုပ်စုကျွဲပေါင်ပင်ရွာမှာနေထိုင်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်များရဲ့သတင်းအချက်အလက်များကိုလိုက်လံစုံစမ်းနေတဲ့ပေါက်ခေါင်းမြို့နယ်ခောက်လိုက်ရ53တပ်ရင်းရဲ့သတင်းပေးလည်းဖြစ်ပြူစောတိအပတ်စဉ်တင်းနန်းစင်းလည်းဖြစ်တဲ့ ဝင်းကြော်ကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့ပြူစော်တီဝင်းကြော်ဟာ PDF တပ်ဖွဲ့ဝင်များကိုအရှင်ဖမ်းမိပါကငါခုကိုဓာတ်နဲ့မွန်းတယ်လို့မွန်းပြီးတော့တပ်ပစ်မယ်လို့တွေးကြော်ချင်းချောက်ထားသူဖြစ်ပြီးတော့ပြူစောတိအပတ်စဉ်တစ်တင်တန်းကိုပောက်ခေါင်းမြို့နယ်အုပ်ပုံရွာခလိုက်ရ53တရင်ထဲမှာ၃လတက်ရောက်ထားသူဖြစ်ပြီးတော့ပောက်ခေါင်းမြို့နယ်ထွေအုပ်ကတလကိုငွေချက်2သိန်းနှုန်းနဲ့ထောက်ပံ့လာစာပေးထားသူလည်းဖြစ်တယ်လို့သိရပါတယ်။သူကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေရဲ့သတင်းအချက်အလက်တွေကိုလိုက်လံစုံစမ်းပြီးတော့ပောက်ခေါင်းမြို့နယ်ခလိုက်ရ53တရင်ကိုသတင်းပေးနေတဲ့အတွက်ကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့တာပါလို့363ရက် PPDF တရင်စစ်ထောက်လမ်းရင်းနဲ့သ တရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့ရကြေးအုပ်ချုပ်ရေးမှုများပြူစောတိများတရင်ပေးလမ်းပြဒလန်များကိုစီရေးပြစ်မှတ်များအဖြစ်နဲ့ဆက်လက်ပြီးတော့အပြစ်ပေးအေးအေးယူသွားမှာဖြစ်ကြောင်းကို363.1 PPDF တက်ရင်စစ်ထောက်လမ်းရင်းနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမြို့တော်ခမ်းမမှာတပ်ဆွဲထားတဲ့စစ်တပ်စခန်းမှာတာဝန်ကျနေတဲ့စစ်မှုထမ်းအပတ်စဉ်၅တင်တန်းစစ်တပ်သားပြည်ဖြူအောင်ဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့မှာ မုံရွာမြို့မြို့တော်ခမ်းမာမှာလုံုံရင်အဆောင်တာဝန်ကျနေတယ်စစ်မှုထမ်းအပတ်စဉ်၅တင်တန်းစဉ်တတအသက်33နှစ်အရွယ်ပြည်ဖြိုးအောင်ဟာပြည်သူရင်ခွင်ကိုခိုးလုံလိုကြောင်းမုံရွာခရိုင်အမှတ်22နန်းစိုးတပ်ရင်းထံကိုဆက်သွယ်လာတဲ့အတွက် PDF ရဲဘော်များကမုံရွာမြို့တွင်နေအထီကိုဝင်ရောက်ကဆွဲခေါ်ထုတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ခမ်းမာတွေကိုရောက်တဲ့အချိန်မှာလက်နက်တွေကိုတင်းလာလို့ယူလို့မရတဲ့အတွက်ပါမလာပါဘူးလက်ရှိမှာတော့တပ်ရင်းထဲမှာပဲထိမ့်သိမ်းဆောက်ရှောက်ပေးထားပါတယ်သူကပြန်လို့မရတော့ လောလောဆယ်တော့ဒီဘက်လုံကျုံတဲ့နေရာမှာပဲနေမယ်လို့ပြောတယ်။သူကရန်ကုန်ကပါသူ့ရဲ့ရက်ွက်အုပ်ချုပ်ရေးမှူးကစေးုံလူနာဆောင်ဖို့လိုက်ခဲ့ဆိုပြီးတော့ခေါ်သွားတာ။ဟိုရောက်တော့ရဲနေရောက်ကလာခေါ်ပြီးတော့စစ်မှုထမ်းတင်တန်းကိုတမ်းမိပို့လိုက်တာ။ဂျိုးပြူအမတ်တဲ့တမ်းမြင့်တင်တန်းမှာ၃လလောက်တက်ခဲ့ရပါတယ်။အဲ့ဒီကနေမှတမ်းမ33ကိုတစ်ဖက်လောက်နေခဲ့ရတယ်။အဲ့ဒီကနေမှမုံရွာကိုရောက်လာတာလို့မုံရွာခရအမတ်22တိုင်ရင်ကနတ်ဆိုးကရှင်းပြထားပါတယ်။အလင်းဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်သားကိုဒီကနေ့ဇန်နဝါရီလ24ရက်နေ့မှာ ်မြို့နယ်ပကဖထန်းကိုလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ထပ်မံပြီးတော့အလင်းဝင်ရောက်လာမဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများစစ်မှုထမ်းစစ်သားများရဲများအနေနဲ့မုံရွာခရိုင်အမှတ်22မုံရွာနတ်ဆိုး page ကနေပြီးတော့ဆက်သွယ်လာမယ်ဆိုရင်မြည်သည့်နေရာမှာမဆိုးတွားရောက်ခေါ်ဆောင်ပေးမှာဖြစ်တယ်လို့အတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်နေမကောင်းဖြစ်နေတဲ့အတွက်ကြောင့်အတန်နာနာနဲ့တင်ဆက်ပေးနေတဲ့သတင်းများကိုအဆုံးထိသီးခံပြီးတော့နားထောင်ပေးတဲ့မိဘပြည်သူများကိုအထူးပဲကျေးဇူးတင်ရှိပါရစေခင်ဗျာ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့မိဘပြည်သူများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။